ော့မင်းပေါ်စိတ်နဲ့ရှိသွားတယ် sorry thank နောက်ကပြောင်းမိတဲ့တန်ရောတယ်ပြန်ပြောရင်ဒီဘယ်နဲ့ပြိသက်ရှိသလိုကိုချစ်ချစ်ပါပဲလောလောမိုက်တယ်ဆိုပြီးပြောတယ်ပြိသက်လည်းရှိတယ်ပေါ့နော်ကျွန်တော်ကတော့ဒီအကောင်အဆိုးရောတော့အကုန်ယူတယ်ရှေ့မှာကျွန်တော်ဖန်တီးခဲ့တဲ့အချိန်တွေကျွန်တော်ချမ်းပြခဲ့တဲ့အချိန်တွေအများကြီးပဲကျွန်တော်မှလည်းပေါ့နော်အကျွန်တော်လည်းအဲ့လိုအချစ်ချင်းတွေဆိုတာကိုကျွန်တော်စန့်ကျင်တဲ့လူတစ်ယောက်ဖြစ်ခဲ့ဦးပါတယ်ဘာလို့ချစ်ချင်းနေဆုံးပါလဲဆိုရင်အကောင်မျိုးပါကျွန်တော်လည်းအဲ့ထဲကလူတယောက်ပါဟုတ် စူးစမ်းခဲ့ရတာမျိုးလေးရှိသေးတယ်အထွေထွေအဲစူးစမ်းမှုအပိုင်းမှာပြောမယ်ဆိုရင်တော့ကျွန်တော်ဟိုဒီကိုနမဲကြီးကိုအားထုတ်ရတာကြီးလောက်တော့ကျွန်တော်မလုပ်ခဲ့ဘူးပေါ့တချင်းတစ်ပုတ်မှာတော့ကျွန်တော်တို့ဒီအကောင်ဆုံးစူးစမ်းအားထုတ်မှုတော့ရှိတာပေါ့ကွာဟိုရှေ့မှာထုတ်ခဲ့တဲ့ချင်းတစ်ပုတ်ကမမိုက်ဘူးမိုက်တယ်ကိုဆုံးဖြတ်ပြီးတော့နောက်လုတဲ့ချင်းတစ်ပုတ်ကိုကျွန်တော်တို့အဲ့ထက်မိုက်အောင်အဲ့ထက်ကောင်းအောင်ကျွန်တော်တို့အဲ့လိုမျိုးကြီးတော့ဖန်တီးခဲ့တာပေါ့ အဲ့ပေါ်မှာပဲဒါပြိဿဆုံးဖြတ်သွားတယ်လို့ပဲမြင်ပါတယ်ဗောနော်ကျွန်တော်တော့ဆုံးဖြတ်လို့တော့မရဘူးဗောလေအဲ့ခစ်ခါတော့ကျွန်တော်အဲ့လိုမျိုးဟိုအားဆိုင်ထုတ်မထားဘူးဒီတခြင်းပေါက်ဖို့အတွက်ဗောနော်အဲ့ဒါတော့ပြောလို့ရပါတယ်ဟုတ်ဒီလိုခွလေးပေးပါလားမင်းနာမရှိချင်တာဗာမြေပြတ်သုံးသွားပါစေမင်းလေးရာရှိလို့နေမှာခြင်းထဲမှာရေးထားအချောင်းရတဲ့ကောင်လားအမှန်တကယ်ရယ်နော်ဟုတ်ဟုတ်ဟိုကတိုင်တယ်လိုက်တာများလားငါဟိုဒီစာပါးတွေကတကယ်ဟိုကမာလေးတွေကမှန်ရင် တော့ဒီခေတိုင်နေလိုက်တာညာလာပေါက်သွားဆိုတော့အဲ့လိုတော့မတိုင်သေးဘူးဟုတ်ကဲ့ channel ဘုတ်ထွက်တိုင်းကတော့ကျွန်တော်မှဟိုဘယ်လိုပြောမလဲဝေဖန်တဲ့ဒီပြိသက်ရှိသလိုဒါဘာပဲဟိုကြကြစ်ဘာပဲလောလောမိုက်တယ်ဆိုပြီးပြောတဲ့ပြိသက်လည်းရှိတယ်ပေါ့နော်ကျွန်တော်ကတော့ဒီအကောင်အဆိုးရောတော့အကုန်ယူတယ်မိုက်တယ်လို့ပြောရင်လည်းကျွန်တော်ဒါကြီးကိုပဲကျွန်တော်မိုက်တယ်ဆိုပြီးကျွန်တော်လက်ခံတဲ့ခံတာတော့မပါဘူးတကယ်မိုက်လို့မိုက်တယ်ပြောတာလားဟလာတကယ်မမိုက်ဘဲနဲ့မိုက်တယ်ပြောတာလားပေါ့နော်ဒါကတော့ဟို ကျွန်တော်ကိုယ်တိုင်ဖန်တီးလိုက်တဲ့သရှင်တပုတ်ပေါ်မှာတော့ကျွန်တော်တို့ကိုယ်တိုင်လည်းပြန်ပြီးသုံးသပ်ပါတယ်ဟုတ်အစိုးရထဲမှာဆိုရင်တော့ဒီအခုနောက်ပိုင်းကျွန်တော်ဝေဖန်ကြတာကတော့ကျွန်တော်ချင်းနေအရန်နှုတ်ရပေါ့နော်ဒါပွင့်လင်းပြောလို့ရှိရင်တော့ဒါရုံးနဲ့မလိုက်ဘူးစိုးနေရပေါ့အချင်းနေအသက်ကြီးနေပေါ့ကွာအထက်ရမလားစိုးပါကောင်းကန်းနေစိုးပါပေါ့ကျွန်တော်ကိုယ်တိုင်လည်းအမှန်တိုင်းပြောလို့ရှိရင်စိုးခြင်းပါတယ်ဒါပေမဲ့လည်းဟိုချရေးလိုက်ပြီးဆိုရတယ်လေအဲ့အဲ့လိုမျိုးအเจ้าရအနုနုလေးတွေပဲထွက်နေတာခက်တယ်အဲတစ်ချိန်တော့ဒါဟို မျှော်လင့်နေတဲ့တခြင်းပုံစံမျိုးပုံလောက်တော့ကျွန်တော်ပြန်လှုပ်ပြီးတော့ဒါပြန်ချပြဖို့တော့အစီအစဉ်ရှိပါတယ်ဟုတ်မတူတော့တာပေါ့လေနော်တိုးနဲ့ကျွန်တော်နဲ့အမြင်နဲ့ဟသွားတာပေါ့ကျွန်တော်လည်းအရင်ကအဲ့လိုမျိုး rap ဆိုလို့ရှိရင်လည်းအဲ့လိုဟိုတကယ်ဟိုချမ်းချမ်းတန်းတန်းမှအဲ့လိုဖန်တီးခဲ့တဲ့လူပဲဒါကျွန်တော်ရှေ့မှာကျွန်တော်ဖန်တီးခဲ့တဲ့အချိန်တွေကျွန်တော်ချမ်းပြခဲ့တဲ့အချိန်တွေအများကြီးပဲကျွန်တော်မှလည်းပေါ့နော်ကျွန်တော်လည်းအဲ့လိုအချက်ချင်းတွေဆိုတာကိုကျွန်တော်စန့်ကျင်တဲ့လူတစ်ယောက်ဖြစ်ခဲ့ဦးပါတယ်ဘာလို့ချက်ချင်းနေဆုံးပါလဲဆိုရင်အကောင်မျိုးပါကျွန်တော်လည်းအဲ့ထဲကလူတယောက်ပါဟုတ် ဖဲအချိန်မှာအဲ့ဒါကြီးကကိုရဲ့စိတ်ကိုကွဲလွဲသွားကြတယ်မင်းရဲ့မိန်းတော်တိုင်းချောင်းပါမင်းရဲ့မိန်းတော်လိုင်းရနေစပြီးတော့နောက်ပိုင်းမှာရပါကြီးကအချစ်တချင်းတွေပဲဆိုတော့တာဟုတ်ပါဘူးဖြစ်သွားတာပေါ့ဟုတ်ပါတယ်ပြောပြောအခြေအောက်မှာဒူးထောက်ကြဆုံးသွားတာမင်းနဲ့ပတ်သက်တာရဲ့ passive blue bay အတိတ်ဘဝကတကိုင်းနဲ့နာရင်းညက်ဖြစ်ဘူးလေဘဝရဲ့ချစ်ပင်လဲမှာခက်ခဲရှိလေမင်းနဲ့တူတူရှင်းဆိုင်တော့ all ချက်ပြကူးမယ်တောင်းနဲ့တောင်းနဲ့မတူလို့လေနော် ကျွန်တော်တော့တေချာပေါက်ပါအခြေအောက်မှာကြာချင်းသွားလို့ပါအဲ့တော့ကိုယ်ကယူထားတဲ့ rapper ဆိုတာဘယ်လိုမျိုးလဲအဲ့ rapper တယောက်နေနေရတော့ကာချာရတော့ဗျာအချိုက်တာလို့မိုက်တာဖြစ်နေရပဲဟုတ်တယ်မလားဘာပဲလုပ်လို့ပေါ့ကိုကို rapper လို့ခံယူထားတဲ့ rapper ပါပဲကာချာရပါတော့ ဒါတခြင်းတွေအပေါ်မှာတော့ဒါအများကြီးမပြောလို့ကျွန်တော်ကိုယ်တိုင်လည်းမှန်ပါတယ်အခြေချင်းတွေဆိုနေတဲ့ rapper တယောက်ဖြစ်နေတဲ့အတွက်ဟုတ်အများကြီးတော့မပြောလို့ပါဟုတ်ဟုတ်ဆုံးရှုံးမှုတော့များတာပေါ့ဗျာကျွန်တော်အများကြီးမျှော်လင့်ထားတာတော်တော်ကြီးကိုမျှော်လင့်ထားတာကျွန်တော်အချိန်၄နှစ်လောက်ယူထားတဲ့ဒီခွေအချိန်၄နှစ်လောက်ယူထားဆိုမဲ့တခြင်းတွေကို၄နှစ်လောက်အချိန်ယူပြီးလုပ်နေတာမျိုးမဟုတ်ဘူးကျွန်တော်၄နှစ်လောက်တိကျပလန်ရှိမှအများကြီးချခဲ့တယ်အာကျွန်တော်နဲ့ driver ဖြစ်တဲ့ဘာထူးပေါ့နော် ပါဒုမှာလည်းမိသားစုရှိတယ်ကျွန်တော်မှာလည်းမိသားစုရှိရကျွန်တော်တို့ကဒီမိသားစုဟိုဟိုဘက်တစုဒီဘက်တစုနှစ်စုရှိရသူမှာလည်းသူ့မိသားစုအချိန်ပေးရတယ်ကျွန်တော်လည်းကျွန်တော်မိသားစုမှာအချိန်ပေးရတယ်အချိန်ပေးနေမပြီးကျွန်တော်တို့ကဟိုအိမ်တော်ဦးစီးတွေဖြစ်နေတယ်စီဝါရေးကြောင့်လည်းကျွန်တော်ကလောက်ရတယ်ဒါပုံဝင်နေနေပြောရမှာနော်စီဝါရေးလည်းလောက်ရတယ်ဒီတချင်းကြရင်လည်းတချင်းဆိုပြီးတချင်းကိုအချိန်တည်တံ့ပေးရတော့ကျွန်တော်ကြားမှာ၄နှစ်လောက်အချိန်ဟသွားတယ်အချိန်ပေးရတယ်ပေါ့အဲ့ဒီသဘောပြောတာပါဒါညီမတို့လည်းသိနေရပဲပေါ့နော် အခုတို့ဒီခွေထွက်တာ25ရက်နေဒီခွေထွက်ပြီး3ရက်မြောက်နေမှာပဲအခုတို့ငလင်လှုပ်သွားတယ်ဗောနော်အခုတို့တချင်းတွေအခုတို့ဟို release မလုပ်ရသေးတဲ့တချင်းတွေကြီးပဲအကောင်လုံးဟိုမတင်ရသေးဘူးဗောနော်အခုတို့ဘာမှမလုပ်လိုက်ရပဲနဲ့ဒီဟာကြီးအကောင်လုံးပြစီသွားတယ်ပေါ့အဲ့တော့ဒါကဘူရောဘယ်ကျင်းလောက်ပြောင်းထားတယ်လို့စဉ်းစားထားလဲပြည်သက်လက်ထဲဒါရောက်ဖို့တော့လေဒါကြီးတော့ကျွန်တော်တို့ပြည်သက်လက်ထဲထည့်ဖို့မထည့်ဖို့ကျွန်တော်အရင်မစဉ်းစားတော့ဘူး ခုလောကျတော့ကျွန်တော်ဒီကောင်လေး YouTube မှာတော့တင်ထားတယ်ပေါ့နော်အာမင်းနားထောင်လိုက်ပေါ့အဲ့လောက်ပဲကျွန်တော်ပြောလို့ရမှာပေါ့နော်အာကျွန်တော်အနေနဲ့ဆိုရင်တော့ကျွန်တော်နောက်တစ်ခွေထပ်ပြီးတော့စူးစမ်းနေပါတယ်ကျွန်တော်ဆိုလို့ပေါ့နော်အဲ့မှတစ်ချက်လာပါလိမ့်မယ်ဟုတ်ခဲတန်းခွေထွက်မဲ့နေ့က28ရက်နေပါကျွန်တော်တို့ခွေထွက်မှာကျွန်တော်တို့ဒီတိတ်သွားอยู่တဲ့ချိန်မှာ28ရက်နေကိုမရပါဘူးခင်ဗျမရတော့ကျွန်တော်ဒိတ်လွတ်တဲ့ရက်ကိုကြည့်တော့25ကိုလွတ်နေတယ်လွတ်နေရောကျွန်တော်25မှာကျွန်တော်တို့ ကဲလောက်မယ်ချမယ်ဘာသာအရန်နောက်ဆုတ်လေးအရန်ကြာလေးဖြစ်သွားမှာဆိုလို့ကျွန်တော်တို့နှစ်ယောက်တိုင်ပင်ပြီးတော့ဒီ25ရက်နေ့မှာကျွန်တော်တို့ဒီပွဲကို confirm လုပ်လိုက်တာပါဟုတ်အစိုးရအကောင့်ကိုပဲကြောအစိုးရအကောင့်ပေါ့ကျွန်တော်ပွဲလေးလုပ်လိုက်ရတာတော်သေးတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဘယ်လိုပဲဖြစ်ဖြစ်ဒီထဲမှာပါရတာဝိုင်းဝိုင်းဆက်ဆက်ဆိုတော့နော်ဒါသာသာပြောတယ်လို့ကိုယ်နဲ့မလိုက်ဘူးလို့ပြောရမယ်ဆိုတော့ဟုတ်ပါတယ်ချင်းရဲ့ရည်ရွယ်ချက်လို့ပြောပြရပါဦးအာဒီတချင်းရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်ဒါပုံမှန်လင်းလင်းပြောရလို့ရှိရင်တော့အဲ မင်္ဂလေးတွေအတွက်ရည်ရွယ်ပါတယ်ဒါချစ်ဆရာကောင်းတဲ့မင်္ဂလေးတွေအတွက်ကျွန်တော်ရည်ရွယ်ပြီးတော့ဒါဖန်တီးပေးပြတဲ့သချင်းပါခင်ဗျာဟုတ်ကဲ့အဲ့ဒါဘယ်လိုပဲပြောပြဒီ ရှင်းလေပြည်သက်တော်များများတောင်းဆိုရဲကြိုက်ကြရဲဆိုတော့ဒီတော့အဲ့ပုံမှာရောဒါခံစားချက်တွေပြရလို့ပါအာဒီပေါ်မှာခံစားချက်လေးကတော့ပြောပါတယ်ဗျဟုတ်ကိုဖန်ဒီလိုက်ရတဲ့သချင်းတစ်ပုဒ်ကိုဒါလက်ခံတယ်ပေါ့နော်ဒါလက်မခံတာတစ်ပိုင်းပေါ့လက်ခံတာတစ်ပိုင်းရှိရဆိုလို့ရှိရင်လက်ခံတဲ့အပိုင်းဆိုရင်လည်းကျွန်တော်ချိန်နေပါတယ်လက်မခံတဲ့အပိုင်းဆိုရင်လည်းကျွန်တော်ပြင်ဆင်ရရှိရပြင်ဆင်လို့ရတာပေါ့နော်ကိုယ်တိုင်လည်းဟိုခံစားရတာလေးရှိတယ်ဒီချင်းရဟိုဒါကလေးတွေအတွက်ကျွန်တော်ကခုန ဟိုချက်ဆက်ကောင်းတဲ့ကလေးတွေအတွက်ကျွန်တော်ရည်ရွယ်ထားတာကျွန်တော်ကိုယ်တိုင်ကတော့ဒါဟို BJ ဖြစ်နေပြီပေါ့နော်အဲအဲ့မှာကလေးကကျွန်တော်သုံးသက်ကြည့်ပါတယ်ဒါမျိုးလေးနည်းနည်းရှော့မှရတော့ပဲပေါ့နော်ဟုတ်ကဲ့အခုချိန်ကြီးငယ်နေတော့လို့ပဲစိတ်ကဲဟုတ်တယ်ဟုတ်တယ်ကျွန်တော်အဲ့လိုထင်နေတော့မဲ့ဟို ြစ်ရမလားအများကနုပြိုခြင်းနေတော့အဲ့လိုဖြစ်နေတာသူကတော့မရတော့သူကနှကမ်းမွေးနေပါညာနဲ့အိုနေရောနော်ဒါပေမဲ့ရေးချရေးလိုက်ရင်အဲ့လိုမျိုးဟိုအနုရလေးတွေဖြစ်နေရတယ်နဲ့ပြင်ဆင်ရမယ်ပေါ့နော်ဟုတ်ကဲ့ဘယ်တော့မှအသက်မကြီးတော့ဘူးကိုယ့်ရဲ့တခြင်းစာသားတွေကတော့လူကစာအသက်ကြီးတော့အဲဟုတ်တယ်ဗျအဲ့လိုပြောရမယ်ဟုတ်အဲ့မှတစ်ချက်လာမယ်လို့ကျွန်တော်ပြောရတယ်ပေါ့နော်အိုက်ခွေမှာတော့တစ်ချက်ဆောင်ကြည့်ပြီးပေါ့ကျွန်တော်အာ music ပုံစံတရားအစပေါ့ကျွန်တော်စိုးပုံစိုးပေါက်တွေရောကျွန်တော်အများကြီးပြောင်းလဲဖို့တော့ရှိပါတယ်ဟုတ်ကျွန်တော်လူငယ်ကြီးနဲ့ပေါင်းလို့နေပါပါကျွန်တော်နဲ့ရွယ်လူတို့ကျွန်တော်အသက်ကြီးရဲ့လူတွေနဲ့တိတ်မပေါင်းပေါင်းရင်ကျွန်တော်ခြာတေးလေးနဲ့ပေါင်းတော့ပါဆင်းနေရပါလားအဲ့လိုကလေးကြိုက်ကြီးဖြစ်သွားတာပေါ့အဲ့လိုပဲပြောအောင်ဟုတ်ကဲ့